ကမ္ဘာပေါ်မှာရာသီဥတုတန်ကိုအထီအရယ်ဆုံးဒေတာတစ်ခုဖြစ်တဲ့အာဆီယံမှာပေါ့နော်အခြေအနေတွေကပိုပိုဆိုးလာနေတယ်အဲ့လိုအချက်တွေကိုတဘာဝတရားကြီးကိုယ်တိုင်ကဘလို့အဖြေတွေပေးနိုင်မလဲဘလို့အစွမ်းထက်တဲ့အဖြေရှင်းနည်းတွေရှိနေလဲဆိုတာကိုအတူတူကြည့်သွားကြရအောင်ကဲဒီမှာအရင်ကိုကြီးမားရဲ့ဂိန်းကနန်တခုကိုတွေ့ရပါမယ်။ American dollar 49 billion ။ဟုတ်ပါပဲ။49 billion ။ဒီလောက်များတဲ့ပမာဏကဘာကို ပြောနေတာလဲဆိုတော့ 2050ခုနှစ်လောက်ရောက်ရင်အာဆီယံဒေတာမှာရေကြီးရေလည်မှုကြီးကြောင့်တစ်နှစ်တစ်နှစ်ကိုဆုံးရှုံးနိုင်တဲ့ခံမှန်းကုန်ကြစေပါပဲဒီကိန်းဂဏန်းကိုကြည့်တာနဲ့တင်ယာတီလူပြောင်းလဲမှုရဲ့စီးပွားရေးဆိုင်ရာချင်းချောင်းမှုကဘလောက်အရေးတကြီးဖြစ်နေပြီလဲဆိုတာကိုရှင်းရှင်းလင်းလင်းမြင်နိုင်ပါပဲကောင်းပြီဒါဆိုအပိုင်းတစ်ကိုစလိုက်ကြရအောင်အာဆီယံရဲ့ယာတီဥတုအကြတဲပါဒီဒေတာကယာတီဥတုပြဿနာတွေကိုရှေ့တန်းကနေဘလို့ရင်ဆိုင်နေရတယ်လဲဆိုတာအသေးစိတ်လေ့လာကြည့်ကြပါမယ် ဒီစရာကိုတစ်ချက်ကြည့်လိုက်တာနဲ့အချင်းနေဘလောက်တိတိတသားပြောင်းသွားလဲဆိုတာမြင်နိုင်ပါတယ်။အရင်ကဆိုရင်အဓိကရေကြီးမှုတွေက9နှစ်10နှစ်နေမှတစ်ခါလောက်ဖြစ်တာပါ။အခုတော့တစ်နှစ်နှစ်နှစ်တစ်ခါတနည်းအားဖြင့်နေ့စဉ်နှီးမာဖြစ်လာနေပါတယ်။ဒီပြောင်းလဲမှုကတကယ့်ကိုစိုးရိမ်စရာကောင်းပါတယ်။ဒါပေမဲ့ပြဿနာကရေကြီးတာတခုတည်းတော့မဟုတ်ဘူးပေါ့။ပိုပြီးတော့ကျေပြန့်သွားတယ်။ပြင်လဲရေမျက်နှာဖြစ်နေမြင်တတ်လာတာ။ စိုက်ခင်းတွေကို၆ထိပ်ပြည့်စည်တဲ့မိုးခါမှုတွေအရင်ကထက်ပိုအားပြင်းလာတဲ့တိုက်ဖုန်မုန်တိုင်းတွေပြီးတော့မခံမရနိုင်အောင်ပူပြင်းတဲ့အပူလိုင်းတွေထိပါတယ်ဒီချင်းချောက်မှုတွေအားလုံးကဒေတာတစ်ခုလုံးကိုဝိုင်းနေတာပါတေယိုကြီးမားတဲ့စင်ခေါ်မှုတွေအတွေ့ဖြောလင်းချက်ပေးနိုင်တဲ့အဖြေတစ်ခုရှိပါတယ်အဲ့ဒါကိုဒီအပိုင်းမှာမိတ်ဆက်ပေးခြင်းပါတယ်အဲ့ဒါကတော့တဘာဝအခြေဖြူဖြည့်ရှင်းနည်းမြောက်ဒါမှမဟုတ် nature based solutions လို့ခေါ်တဲ့ NBS ပဲဖြစ်ပါတယ်။ဆိုတော့ တဘာဝအခြေပြုအဖြစ်ရှိနည်း NBS ဆိုတာပါလဲရှိရှိလေးပါပဲလူဖွဲ့စည်းကရင်ဆိုင်နေရတဲ့စင်ခေါ်မှုတွေကိုဖြေရှင်းဖို့အတွက်တဘာဝတရားရဲ့အစိပ်ပိုင်းတွေဖြစ်ခဲ့ဂီဟာစတိတီကိုကာကွယ်တာရေရှည်တီတာအောင်စီမံခန့်ခွဲတာပြန်လည်အထိန်းသိမ်းတာတွေလို့ဆောင်တာပါပဲဒီလိုလုပ်ချင်းအထင်လူတွေအတွက်ရောတက်ရှိမျိုးစိတ်တွေအတွက်ပါအကျိုးကျေးဇူးတွေရရှိစေပါတယ်ဒီချင်းခတ်မှုရဲ့အရေးပါပုံကိုမူရင်းစီရင်ခန့်သာထဲမှာဒီလိုတောင်းဖော်ပြထားပါတယ်တဘာဝအခြေဖြူဖြေရှင်းနည်းများ MBS ဟာ ဒီစင်ခေါ်မှုတွေကိုဖြည့်ရှင်းဖို့အတွက်အသွင်ကူးပြောင်းလဲရမှုပုံတစ်ခုကိုပေးတယ်တဲ့ဆိုလိုတာကဒါဟာရေတို့ဖြည့်ရှင်းနေမဟုတ်ဖင်အခြေခံကြကြပြောင်းလဲမှုတွေယူဆောင်လာပေးတဲ့နီလန်းတစ်ခုဆိုတဲ့အသေးပဲပါပဲပြီးတော့လေ NDBS ကဘလောက်ဗတ်စုံအသုံးဝင်တယ်လဲဆိုတာဒီမှာတွေ့နိုင်ပါတယ်။ယာဒီဥဒ္ဒံကိုခန့်နိုင်ရရှိအောင် လုပ်ပေးတာတခုတည်းမဟုတ်ပါဘူး။တဘာဝဘေးအန်ဒီရရဲ့အန်ဒီရကိုရှော့ချပေးတယ်။စာနာဗရိခဖူလုံမှု ရေဖူလုံမှုနောက်ဆုံးလူသားတွေရဲ့ကျန်းမာရေးထိပါအကျိုးကျေးဇူးတွေပေးနိုင်ပါတယ်။တကယ်ကိုဗတ်စုံအသုံးဝင်တဲ့နည်းလမ်းပါ။ကဲနောက်တစ်စစ်အနေနဲ့ NBBS ကိုလက်တွေ့မှာဘလို့အသုံးချမလဲဆိုတာကိုကြည့်ကြရအောင်။ ဒါကတတမတိလို့ရတဲ့နီလန်တကူးတဲ့မို့ပဲအခြေအနေပေါ်မူတည်ပြီးပြောင်းလဲပြင်လဲတုံးနိုင်တဲ့မဟာဗျူဟာတွေအများကြီးရှိပါရဲ့အထူးကအပြင် NBS ကိုအမျိုးအစား၃မျိုးခွဲခြားနိုင်ပါဗျာပထမတစ်ခုကတော့တစ်တော်ဒီ DA တော်ဒီလိုရှိပြီးသားကျမာတဲ့ဂေဟာစစ်တင်တွေကိုကာကွယ်ထိန်းသိမ်းတာပါဒုတိယမျိုးစကားကြတော့လေယာမီတွေလိုနေရာတွေကိုလူတွေရဲ့အုံပြုမှုနဲ့ဂေဟာစစ်တင်ရဲ့ကျမာတွေဟန်ချက်ညီအောင်ရေရှည်တည်တဲ့နေနဲ့စီမံခန့်ခွဲတာဖြစ်ပါတယ်တတိယမျိုးစကားကတော့ မြို့ပြတွေမှာအဆောက်အုံတွေအမုံမုံမှာဥကျင်လေးတွေလောက်တာမျိုးလို့ဂေဟစစ်တင်အစ်စ်တီဖန်တီးတာပဲဖြစ်ပါတယ်။ကောင်းပြီ။ theory တွေပြောပြပြီဆိုတော့လက်တွေ့ဘက်ကိုကူးကြည့်ကြရအောင်။ NABS ကိုတကယ်ကောင်းတဲ့ဖော်ရတဲ့အခါဘယ်လိုလုပ်လို့တလဲ။ဘယ်လိုစင်ခုံမှုရှိလဲဆိုတာကိုဖြစ်ရမှန်လေ့လာမှုတစ်ခုကနေတစ်ဆင့်စမ်းစစ်ကြည့်ပါမယ်။ဒီလေ့လာမှုအတွက်အရှိတောင်အာရှမှာရေးပါတဲ့ဒီရေတော်ဒီပြန်လဲထူထောင်ရေးကျုပ်ပတ်မှုတွေကိုအတိအကထားပြီးကြည့်သွားမှာပါ။ဘာလို့လဲဆိုတော့ဒီရေတော်ဒီဟာ ကန်ယူရန်ဒေတာတွေကိုကာကွယ်ပေးရမှာအလွန်အရေးပါလို့ပါပဲ။ဒါပေမဲ့ဒီလိုစီမံကိန်းတွေကလုတ်လိုက်တိုင်းအောင်မြင်တာတော့မဟုတ်ပါဘူး။အရေးကြီးတဲ့သင်ခန်းစာတွေအများကြီးရှိပါတယ်။ဥမာဘာတွေမားခဲ့လဲဆိုတော့နေရာရွေးတာမားတာဥမာစားငတ်နဲ့မကိုက်တာမျိုးပေါ့။ပြီးတော့အဲ့ဒီနေရာနဲ့မလိုက်ဖက်တာပင်မျိုးစိတ်တွေစိုက်မိတာ။အရေးကြီးဆုံးကတော့ဒေတာခန်းတွေရဲ့ပါဝင်မှုအားနည်းတာရေရွှေစောင့်ရှောက်မှုမရှိတာတွေပေါ့။ဒါဆိုအောင်ငင်ဖို့ပါတယ်လို့မလဲ။တစ်ဖက်မှာကြည့်လိုက်ရင်အရေးကကတော့စမလုတ်ခင် နေရာကိုဂေဟာစနစ်ရှူထောင်းကနေတေးချအကဲဖြတ်ဖို့ဒေတာခန့်နေနဲ့စောစောစီစီလက်တွဲလှုပ်ဆောင်ဖို့နဲ့ရေရှင်မှာဘလို့ထိမ့်သိမ့်မလဲဆိုတဲ့မူပေါင်းတွေချမှတ်ထားဖို့ပါပဲဒီနှစ်ခုကိုရှင်းကြည့်လိုက်ရင်အောင်မြင်မှုရဲ့တောက်ချက်ကဘာလဲဆိုတာရှင်းနေပါတယ်ဟုတ်ပြီအခုနောက်ဆုံးအပိုင်းကိုရောက်လာပါပြီဒီတဘာဝအခြေဖြူဖြည့်ရှင်းနည်းတွေကိုအာဆီယံကခွင်းမှာကြဲကြဲပြန့်ပြန့်နဲ့အောင်အောင်မြင်မြင်အကောင့်ထေဖို့နိုင်ဖို့ဘာတွေလှုပ်ဆောင်ဖို့လုံးမလဲဆိုတဲ့ရှေ့ဆက်ရမယ့်လမ်းကိုဆွေးနွေးကြည့်ကြရအောင် ချိဆက်ရမယ့်လမ်းမှာအခွင့်အလန်းတွေရောအတားဆီးတွေရောနှစ်ခုလုံးရှိနေပါတယ်။အခွင့်အလန်းတွေကတော့ gear system ကနေရမယ့်အကျိုးကျေးဇူးတွေကအတိအသင့်ချတာလူမှုစီးပွားဘဝကိုတိုးတက်စေနိုင်တာတွေပေါ့။ဒါပေမဲ့အတားဆီးတွေလည်းရှိနေတယ်။ဥပမာနီးပညာပိုင်ဆိုင်ရာရှုပ်ထွေးမှုတွေအချက်လက်တွေလွန်လွန်လောက်လောက်မရှိတာပြုလို့ရလာတဲ့အကျိုးကျေးဇူးတွေကိုလူတိုင်းများများတက်တက်ခံစားရအောင်လို့ဆောင်ရမယ့်အစဉ်ကောမှုတွေလိုမျိုးပေါ့။ဒါဆိုအောင်မြင်အောင်ပါရီလုပ်ရမလဲ။ အဓိကအကြံပြုချက်တွေကတော့ရှင်းပါတယ်ဖြည့်ရှင်းလေးတွေကိုဒေတာနဲ့ကိုက်ညီအောင်တနည်းအားနဲ့တနည်းအားပုံစံတူကူးခြားလို့မီရပဲတီးတန့်ဒီဇိုင်းဆွဲရမယ်ပြီးတော့နာဂန်တော်ရဲ့ယာတီဥတုနဲ့ဖွံ့ဖြိုးရေးမူဝါဒတွေထဲမှာထည့်သွင်းစဉ်းစားရမယ်အရေးကြီးဆုံးကတော့စီမံကိန်းအစအဆုံးမှာဒေတာကန်လူစုကိုပူးပေါင်းပါဝင်စေဖို့နဲ့ဒီလိုစီမံကိန်းတွေကိုတိုးချဲ့နိုင်မှုရေရှည်ရင်းနှီးမြှုပ်နှံမှုတွေလိုအပ်တယ်ဆိုတာပါပဲ ဒီဆွေးနွေးမှုတစ်ခုလုံးကိုအဆုံးသတ်ရရင်တော့စဉ်းစားစရာမေးခွန်းတစ်ခုနဲ့ညီကောင်းချုပ်ပါစေလူသားမျိုးနွယ်ရဲ့ရှေ့အကြဆုံးမိဖက်ဖြစ်တဲ့တဘာဝတရားကြီးဟာကျွန်တော်တို့အလုံးရဲ့အနာဂတ်အတွက်အကောင်းဆုံးမျှော်လင့်ချက်ဖြစ်လာနိုင်မလားဒီအကြောင်းကိုစပီးတွေးတော်ဆင်ခြင်နိုင်ဖို့ခြံထားခဲ့ခြင်းပါတယ်